အားလုံးမင်္ဂလာပါအဲဆိုတဲ့ကာ channel နဲ့ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ Volvo ကသူ့ရဲ့ EV season hatchback sportback ဘလိုပဲပြောပြောပါနော်အဲဒီ season တစ်စီးဖြစ်တဲ့ ES90 ကိုမိတ်ဆက်ပြလိုက်ပြီဒီနေ့ဒီ episode ကကျွန်တော်ကဒီ ES90 ရဲ့အဲရှိပဲရုပ်ထက်တွေ training နေ subscription တွေဘလိုရှိမလဲဆိုတာကိုပြပြပေးမှာပါမေးစရိုနေနဲ့ကားရီကိုသဘောကြားတယ်နိုင်ငံတကာကားလောကသတင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားကြပါကျွန်တော်ရဲ့ channel လေးကနိုင်ငံကကာလောကသတင်းအကြောင်းအရာတွေနဲ့ကားတွေရဲ့အကြောင်းအရာတွေကိုဖော်ပြပေးနေတဲ့ channel လေးလည်းဖြစ်ပါတယ်။ Volvo ကဒီနေ့မိတ်ဆက်ပေးလိုက်တဲ့ ES90 ကရုပ်ထုတ်ပိုင်းလေးလည်းအလှတဲ့အထင်မှပါတယ်ဗောနော်။အတွင်းကန်းလေးလည်းတကယ်ကို premium ဆန်းဆန်းခံစားရတယ်။ certification တွေကလည်းတော်တော်လေးမိုက်တယ်ဗောနော်။ Jura motor လည်းပါမယ်။ Horsepower လည်းမိုက်တယ်ဆိုတဲ့အတွက်ကျွန်တော်လည်းတူတူဒီ ES90 ရဲ့ရုပ်ထုတ်လေးကိုတစ်ချက်လောက်လေ့လာကြည့်အောင်ပါ။ဒါက ရှေ့ဘက်ကနေမြင်ရတဲ့ view ပေါ့နော်ကျော့ကရုပ်ထွက်ကကျွန်တော်တို့အရင်လိုပဲအဲ Volvo ရဲ့ signature ဖြစ်တဲ့တော်ဟန်မှာပေါ့နော်တော်ဟန်မှာဒီ driver light ကိုကျွန်တော်တို့ရှေ့မှာမြင်ရတယ်သူရဲ့ helmet မြင်ရတော့ဒီတော်ဟန်မှာရဲ့အပေါ်နဲ့ outfit တစ်ချမ်းစီမှာပါမယ်ဒီဘက်မှာလည်းတူတူပါနော်ဒီ data running light ကဒီ outfit ကိုသူကစင်ပေးထားတယ်ပေါ့နော် သူရဲ့ဒီ SUV ဖြစ်တဲ့ EX တွေမှာပါတဲ့ပုံစံအတိုင်းပဲဗောနရုပ်ထွက်အတိုင်းပဲမြင်ရတယ်ဒီမှာတော့ကျွန်တော် Volvo ရဲ့ new signature လို့ပြောလို့ရတယ်သူရဲ့ဒီ logo အသေးနဲ့ design အသေးနဲ့ကိုကျွန်တော်တို့မြင်ရတယ်ဗောနရှေ့ဘက်မှာတော့ gray bar ညာဘက်ရှိတော့ upper မှာတော့ကျွန်တော်တို့ air intake ကိုမြင်ရတယ်ဗောနဒီဒီ upper မှာတော့ lower air intake ကတော့ပါသေးတယ်ဒီရှေ့ကဟာကလုံးဝအပြည့်ပိတ်ထားတယ်ဗောနဒီမှာဆိုကျွန်တော်တို့ parking sensor တွေတော့ တွေ့ရတယ်ဗောနော bucket size တွေ့ရတယ် upper ကတော့ကျွန်တော်တို့အမဲရောင်နဲ့မြင်ရပြီးတော့အပေါ်ဘက်ကတော့သူရဲ့ car ရဲ့ body color နဲ့မြင်ရတယ်ဗောနော်ဒီ bonnet ဘုံရဲ့ design ကတော့တော်တော်လေးတော့အဲ design လေးရဆန်တယ်ဗောနော်ကျွန်တော်ဒီ AP la ကနေပြီးတော့ဆင်းလာတဲ့ body line တစ်ချောင်း body line တစ်ချောင်းရှိမယ်ဒီဘက်ဒီ adrenal ဘက်ကနေဝင်လာတဲ့ body line ကတလို့ပတ်ပြီးဆင်းသွားတယ်ဗောနော်ဒီ jar မှာကလုံးဝကိုအခွက်ပုံစံမျိုးဗောနော်အချိုင်လေးလုပ်ပေးထားတယ်အဲနှစ်ဖက်လုံးမှာအတူတူပဲဗောနော် ဘော်ဒီလိုင်းလို့ဆင်ထားတယ်။နောက်ပြီးတော့ဒီဘေးဘက်ကနေဝင်လာတဲ့ရှူရာလိုင်းပုံစံတစ်ကြောင်းမှာကျွန်တော်တို့အရှိဘက်ဒီတော်ဟန်မှာ LED headlamp ကိုသူသွားပြီးဖုံးနေပေါ့နော်။ဘေးဘက်ကဘော်ဒီလိုင်းကလည်းဒီ data running line ရဲ့ vertical ပုံစံမျိုးကိုသူဟန်ချက်ညီညီလုပ်ပေးထားတယ်။အပေါ်ဒီကားရဲ့ရှေ့ဘက်အပေါ်မှာတော့ကျွန်တော်တို့လာတာအောင်မြင်ရတာပေါ့နော်။ဒီတိုင်းဒီကောင်မှာ autonomous driving စနစ်ပါလိမ့်မယ်။ အလေဗယ်34လောက်ကို ပါဖို့များတယ်ဗောနော်နောက်ပြီးတော့ဒီကောင်ကဘက်မန်တွေကတော့အမဲအောင်တွေပဲတုံးပေးထားတယ်အနေအောင်မန်တွေဗောနော်အမိုးကတော့အမိုးလိုင်းတစ်ခုလုံးကကျွန်တော်တို့အမဲအောင်မြင်ရပါမယ်ဘေးဘက် body line ဒီ AP la line ကကျွန်တော်ကရဲ့ body color တိုင်းမြင်ရတယ်အဲ့တော့ဘေးဘက်က design ကိုတစ်ချက်လောက်လေ့လာကြည့်အောင်ပါဒါကဘေးတိုင်းမြင်ရတဲ့ပုံနော်ဘေးတိုင်းမြင်ရတဲ့ပုံစံကလည်း အလုံးဝကိုစီရန်ကိုတော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်ဘာလို့ရှိဘက်ဘောနာဖုန်းကတော်တော်လေးအရှိရှိတဲ့ဘက်ကိုရှေ့ပေးထားတယ်ဘောနော်နောက်ဖက်ဒီ roof line ကလုံးဝကိုနောက်ဖက်ဒီ day lamp ကိုတောက်လျှောက်ဒီ day gate ဒီဘောနော်တောက်လျှောက်ဆင်းသွားတယ်နောက်ဖက် day gate ကအရင်ကြီးအရှိတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ရှိဘက်ဘောနာဖုန်းပဲရှေ့ရှေ့လေးလုပ်ပေးထားတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကခုနကပြောတဲ့ဒီတော်ဟန်မား အဟလမ်ပေါ့နော် LED headlamp ပေါ့နည်းပြီးထားတဲ့ body line ကဒီ shoulder line ပေါ့နော် shoulder line ကလုံးဝထင်းထင်းရှားရှားကြီးကိုပြီးထားပြီးတော့ဒီနောက်ဖက် day gate ထိကိုရောက်တယ်ဒါကြီးကတော်တော်ကြီးကိုထင်ရှားတဲ့ body line ကြီးလို့ပြောလို့ရတယ်ပေါ့နော်ဒီ bevel side ဘက်မှာလည်းကျွန်တော်တို့ body line တစ်ခုကိုမြင်ရတယ်ဘိန်းကုန်းတွေပေါ်မှာလည်းသူတို့ body line တွေကိုပေါ်ပြီးထားတယ်ပေါ့နော်ဒီ body line ပေါ်ထားတာလေးကလည်းလှတဲ့အထက်မှာပါတယ် ဒီဒေါဟန်နေရာတော့ flash ဒေါဟန်နာရဲ့ဖြစ်ဖို့များတယ်။ဘေးနေရာတော့ကျွန်တော်တို့18 19လောက်အလွိုင်းဝီတွေကိုတော်ပေးထားတယ်။အောက်ဖက်ဒီခြေဘက်ကနေအမဲအောင်လုပ်ပေးထားတယ်။အောက်ဖက် body 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 color ကဒီဘေးဘက်မှာလည်းသူကအနေအောင်ဆက်ပြီးတော့လုပ်ပေးထားတယ်။ဒီနောက်ဖက်ဒီကိုအမဲအောင်နဲ့သွားထားတယ်ပေါ့နော်။ဒီ AP လာက AP လာနဲ့အမိုးလိုင်းကကျွန်တော်တို့ ကားရဲ့ body color ဆိုပေမဲ့ဒီမှာကဒီအဆက်နေအကုန်လုံးကသူကအနဲ့အောင်တုံးပေးထားရယ်ပေါ့နော်အဲ့ဒါလေးကတော့နည်းနည်းလေးထူကြရယ်ပေါ့နော်အဲမဲအောင်အဆက်နေကိုတုံးပေးထားတယ်ဒီ mara cap နဲ့ man ရဲ့အဆက်နေအကုန်လုံးကအမဲအောင်တုံးပေးထားရယ်ပေါ့နော် shoulder line ကြီးကတော်တော်ကြီးကိုထင်းထင်းရှားရှားမြင်ရတယ်ကားရဲ့ဒီ shoulder line ကြောင့်ကားကြီးကပို့ပြီးတော့ခံညာရလို့ခံစားရယ်ပေါ့နော် ီပုံမှာဆိုရင်ကျွန်တော်တို့ဒီ shoulder line ကတော်တော်ကြီးကိုတင်းတင်းရှားရှားကြီးကို လုံးဝ muscular ဖြစ်ဖြစ်ပေါ့နော်တင်းတင်းရှားရှားကြီးကိုလှုပ်ပေးထားတယ်ဒါကြီးကတော်တော်မိုက်တယ်ပေါ့နော်ဒီ abela ကနေပြီးတော့တစ်ဆက်တည်းသွားတဲ့ line ကလည်းကျွန်တော်တို့တော်တော်ကိုတင်းတင်းရှားရှားကိုလှုပ်ပေးထားတယ်ပေါ့နော်ဒါဒီဒီ body line နှစ်ကြောင်းကတော်တော်ကြီးကိုတင်းတင်းရှားရှားကိုဒီပုံမှာမြင်ရတယ်ကျွန်တော်တို့ဒီအပေါ်ကအမိုးအမိုးတခုလုံးကတော့အနဲ့အောင်လှုပ်ပေးထားတယ်ပေါ့နော်ဒါကတော့နောက်ဖက်ကနေမြင်ရတဲ့ပုံပေါ့နော်နောက်ဖက် မှာဆိုရင်သူက LED tail lamp တွေကိုပဲတုံးပေးထားတယ်။ရှေ့ဘက်ဒီတော်ဟမ်းမာရဲ့ data running light ပုံစံမျိုးကိုတုံးပေးထားတယ်ပေါ့နော်။နောက်ထူးခြားတာတကသူရဲ့ဒီ brain me တွေ brain me တော့မဟုတ်ရဒီကောင်ကအဲ tail lamp တွေကိုပဲပေါ့နော်။အပေါ်ဘက်မှာပါထည့်ပေးထားတယ်။ဒါလေးကတော့တော်တော်လေးတော့ထူးခြားတယ်ပေါ့နော်။ဒီမှာဆိုလဲကျွန်တော်တို့ black black accent တွေပေါ့။အဲ့ရော accent တွေကိုတုံးပေးထားတယ်။မျိုးလုံးပတ်ပတ်လည်းမှာ black black accent တွေတွေ့ရတယ်ပေါ့နော်။ ဒီမှာဆိုရင်ကျွန်တော် Volvo ရဲ့စာရဲကိုမြင်ရမယ်ဒီ take ကအဟက်ဘက်ပုံစံမျိုးတေးဂိတ်လုပ်ပေးထားရဲစီရန်ဘေးရကြည့်ရင်တော့လောဝစီရန်ပဲဘောနော်ဒါပေမဲ့သူ့ရဲ့ဒိုရီရဲ့ဒီဘော်ဒီတိစားပုံကဟက်ဘက်ပုံစံမျိုးလုပ်ပေးထားတယ်နောက်ဘက်ကတော့ဘမ်ပါကတော်တော်လေးကြည့်ပြီးတော့အနည်းအောင်ဆက်ဆန်လုပ်ပေးထားဘောနော်ဒီမှာဆိုရင်တော့သူ့ရဲ့ ES90 ဆိုတဲ့ model ကိုကျွန်တော်တွေ့ရတယ်ဒါကဒေးဂိတ်ဖွင့်ထားတဲ့ပုံစံဘောနော်အဲ့တော့ဒီကောင်းဟာ အဲကျွန်တော် ori မှာဆိုရင် sport bag ပေါ့နော်အဲ hash bag လို့လည်းပြောလို့ရတယ် sport bag တောင်းရင် lip bag ဘယ်လိုပဲပြောပါဘောနော် season design ဆိုရင်ပဲသူရဲ့နောက်ဖုံး design တိဆောက်ပုံရ hash bag နဲ့ပို့ပြီးဆင်တယ်ပေါ့နော်ဒါတော့ adrenaline ပေါ့နော် adrenaline ကကျွန်တော်တို့ CRI ကတမျိုးကြောင့်အဝိုင်းပုံစံ CRI အဲတကယ်ကို simple ဖြစ်ဖြစ်ပေါ့နော် transport CRI ကိုကျွန်တော်တို့တွေ့ရတယ်အဲ CRI မှာဆိုရင်ကျွန်တော်တို့ cruise control ကို lane departure နောက် voice command တွေလည်းတွေ့ရတယ်။ CRM ရဲ့ design ကကျွန်တော်တို့တူတုံးကလာတယ်ပေါ့နော်အယောင်နူးနူးနဲ့တကူဒီ micro ဘက်သွားတဲ့အယောင်တကူနဲ့ဂျူရယ်တုံးပုံစံလုတ်ပေးထားတယ်။အတွင်ခန်းတကူလုံးကလည်းအဲဂျူရယ်ပုံဂျူရယ်တုံးပုံစံပြေးပေးထားတယ်ပေါ့နော်။အလင်မှာတော့ကျွန်တော်တို့ဒီ infotainment screen ကတော်တော်ကြီးကြီးကိုမြင်ရတယ်။ရှိဘက် digital instrument နဲ့ cluster ကတော့အရင်ကြီးမကြီးတော့ဘဲနဲ့တိတ်တိတ်လေးပဲ။ လုပ်ပေးတာပါเนาะ HUD display ပုံစံမျိုးပဲဒါပေမဲ့ HUD display နဲ့တော့မတူအဲဒီ digital instrument နဲ့ cluster ကနည်းနည်းလေးသေးနေရပါเนาะနည်းနည်းလေးပိုကြီးရအောင်ပို့ပြီးမိုက်သွားမယ်ဒီ infotainment system ဆိုကျွန်တော်တို့ဘာအမြင်ရလဲဆိုဒီမှာဆိုဒီကားကကျွရဲ climate zone ဆိုတာကိုသိရပါဘူး။ဒီတစ်ခုလုံးကကျွန်တော် physical button ကဒီနာလေးမှပဲပါရပါတော့ physical button မှာပါဘူး။ဒီ အလက်ဆန်ဒါကွန်ဆိုးမှာတော်ခုံလေးပုံစံလုပ်ပေးထားပြီးတော့အဲ့ပုံပေါ်မှာတက်ဘလက်ကြီးတင်ပေးထားတဲ့ပုံစံမျိုးပေါ့နော်ဒီမှာဆို Spotify ဗာညာလည်းတွေ့ရတယ် Mac တွေတွေ့ရတယ်အဲ့ရှိမှာဒီကားရဲ့ dashboard ပေါ်မှာကျွန်တော်တို့ speaker တစ်လုံးတွေ့ရတယ်ပေါ့နော် speaker တစ်လုံးတွေ့ရတယ် air con ဘန်ပေါက်တွေကတော့တော်တော်ကြီးကိုအကားရဲ့အရှိဘက်တစ်လျှောက်လုံးပြေးပေးထားတယ်တော်တော်ကြီးလည်းအဲရှိတယ်လို့ပြောလို့ရတယ်ပေါ့နော် အပြင်းလိုက်တဲ့စနေလည်းဒီကမှာပါဖို့များတယ်ဒီအောက်မှာတော့ကျွန်တော်တို့အဲဒါက wireless charger ဖြစ်ဖို့များတယ်ဒီဘက်ကတော့အဲ tray တက်တက်ပေါ့နော် tray တခုဒီမှာတော့ MRS တခုတွေ့ရတယ်အဲတော့ဒီကနေမြင်ရတာတော့ဒီလောက်ပဲဒါရဲတော့ speaker တွေကလည်းအဲ premium audio sound system ပဲဖြစ်ဖို့များတယ်အဲတော့နောက်ပုံဒါက base drive မြင်ရတယ်ပေါ့နော် base drive မြင်ရတော့ဒီမှာဆိုရင်ကျွန်တော်တို့အဲ gear drive က CRM မောက်တက်ဖြစ်သွားပြီဒီမှာဆိုရင်ကျွန်တော်တို့ဒီ climb climbing လုပ်ပေးထားတာလေးရာလေတော်တော်လေးမိုက်တယ်ဗောနော်သူပြ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 လေးဒီအပေါ်က climb ကလည်းအဲ့လိုလေသူရဲ့အစင်အစင်ဒီဇိုင်းလေးရတော့မိုက်တယ်ဒီ tablet ဒီဒီ infotainment screen လေးလောက tablet ကြီးကိုဒီနားမှာလာပြီးထောင်ထားတဲ့ပုံစံမျိုးမြင်ရတယ်ဗောနော်ဒီမှာတော့ cap fora ကိုမြင်ရတယ် cap fora လေးတွေ့ရတယ်ဒီမှာ amrus ကလည်းတော်တော်ကို premium ssn လောက်ပေးထားတယ်ဒီမှာဆိုလည်း ဒီ6တင်လို့ရတဲ့နေရာပဲဗောနော် rest အဲဒီကားမောင်းတဲ့ချိန်မှာဒူးရဲ့အောက်ကနေပြော support ပုံစံမျိုးဗောနော်ဒီကားကအအနည်းဆုံး sit way တောင်မှမဟုတ်8 way adjustment ထိပါဖို့များတယ်အဆို silent တွေ့ရတဲ့ဒီကောင်တော့ premium audio sound system တည်ကြတယ် speaker ဒီအပေါ်မှာလည်းပါတဲ့အတွက် ရှေ့ဘက်မှာလည်းကျွန်တော်တို့ share တလုံး တောင်းဟန်တယ်မှာတစ်ခုတီအောင်မှာတစ်ခုဆိုရတဲ့အနည်းဆုံးစပီကာကရှိပါတယ်နှစ်လေးနာ6အရှိပါတယ်စပီကာ6လုံးဖြစ်နေပြီဆိုရတဲ့ဒီကအနည်းဆုံးစပီကာ6အဲ7လုံးလုံး7လုံး6လုံးတော့ပါမယ်ဗျဒီ cross section ပုံမှာဆိုရင်ကျွန်တော်တို့နောက်ဘက်ကလက်ကရွန်ကြီးကလည်းတော်တော်ကြီးရမြင်ရတယ်နောက်ဘက်မှာလည်းအဲနောက်ဘက်ထိုင်ကုန် passenger ထိုင်ကုန်မှာလည်းကျွန်တော်တို့ဒီ leg support တွေပါတယ်ဗောနော် နောက်ကျတော့ Harris ကလည်းအလေအလေအလူအတွက်ပါပါတယ်ပေါ့နော် Harris ကအကောင်လုံးအတွက်ပြပြဆုံးဆုံးထည့်ပေးထားတယ်သူ့ရဲ့ Harris တွေကတော်တော်လေးကိုထိုင်ကုန်နေရကွာအလေသာထိုင်ကုန်လေးတွေကတော်တော်လေး premium ဆန်ပြီးတော့စီးလို့ကောင်းပဲပုံမှာတော့မြင်ရတယ်ပေါ့နော်ဒီမှာဆိုလဲ speaker နောက်ထပ်နှလုံးပေါ့နော်ဟိုဘက်ဒီဘက်နှလုံးဒီအောက်မှာဆိုနှလုံးဆိုတော့ရှိမှရဲ6လုံးဒီမှာ4လုံးဆိုတော့ speaker 10လုံးနောက်နောက်မှာထပ်ပါအောင်လို့စီအနည်းဆုံး speaker ဆယ်လုံးအတော့တည်ကြသွားပြီပေါ့နော်ထိုင်ကုန်နေရလဲမော်တာနဲ့ပေါ့နော်စီမော်တာကြီးဖြစ်မယ်ပုံမှန်ပန်နိုရာမစ်ဆန်ရူးကြီးကတော့အကြီးပဲပေါ့နော်ဒါကတော့နောက်ခန်းမှာဒီအလဲအားခုံခောက်ထားတဲ့ပုံစံမျိုးပေါ့နော်ဒီမှာ RS ကတော့တော်တော်ကြီးကြီးပဲဒီအောက်မှာ storage နေရာပါအောင်လားမသိဘူးပါဖို့တော့မြန်ပဲရှင်ဒီဟာဒီ handle လုပ်ပြီးအပေါ်ကိုတင်ရမယ့်နေရာမျိုးပဲဖြစ်မဲ့ထင်တယ်နော်ဒီဘက် ဒီပက်ဒီနေအကောင်ကလည်းကားတစ်စီးလုံးကလုံးဝလုံးဝကိုကျွန်တော်တို့ပရီးမီယံဆန်ဆန်နဲ့လေသားတွေဖုံးအုပ်ပေးထားရဆိုရအတွက်တော်တော်လေးကိုမိုက်တယ်ပေါ့နော်ဒီပုံမာရင်ကိုကျွန်တော်တို့ကြည့်ရင်အဲသုံးသွားတဲ့ material တွေကတော်တော်ကို quality ကောင်းကောင်းနဲ့ high end product တွေတုံပေးသွားရပေါ့နော်ဒီမှာဆိုကျွန်တော်တို့ premium audio sound system browser wikina အဲ့ဒါကိုတွေ့ရတယ်ပေါ့နော် ော့တော်တော်လေးတော့မိုက်တယ်ဘေးဘက်မှာကျွန်တော် story space လည်းမြင်ရတယ်ဒီပေါ်က panoramic sunroof ကြီးอ่ะအကြီးပဲဘာလို့နောက်ဒီမှာဆိုရင်ဘာမှအဖုံးကမပါဘူးအဲသူကဒီ dimming လုပ်လို့ရမယ်အကြီးလုပ်လို့ရမယ်အနောက်လုပ်လို့ရမယ်ဘောနော်လုံးဝနေကာပုံစံမျိုးပြောင်းလို့ရမယ်ဒါ electronic စနစ်နေပဲတော်မှာဆိုတော့ဒါကြီးတော့မိုက်တယ်ဒီမှာဆိုရင်ကျွန်တော်တို့ကအဲ ကွက် climate zone လို့တော့ပြောလို့ရတယ်ရှေ့ဘက်ကလည်းကျူတယ်နောက်ဘက်ကလည်းကျူတယ်ဆိုတော့ကွက် climate zone လို့ပြောလို့ရတယ်အကုန်လုံးကဒီ heat ဒီ heat heater heater လည်းပါမယ်ကျွန်တော် ventilator လည်းဖြစ်မယ်ဆိုတော့ဒါကြီးကတော်တော်ကြီးကိုမိုက်တယ်ဗောနော်ဒီကလုံးဝ premium ဆက်လက်စောက်ပေးထားတာတော်တော်ကြီးကိုမိုက်တယ်ဒီပုံမှာဆိုကျွန်တော်တို့ gap ဖို့ရအောင်မြင်ရမယ်ဗောနော် gap ဖို့ရအောင်ဒီချာချာမြင်ရမယ် physical bottom မပါတော့ကျွန်တော်တို့တော့အဲ့ဒါကြီးကတော့အဆင်မပြေဗောနော် မှန်ဆိုထိုင်ကုန်တွေမှာကသူတို့ရဲ့ဒီ Sweden brand ဆိုတဲ့အတွက် Swedish Alan လေးကို Sweden Alan လေးကိုသူထည့်ပေးထားကတော့ဒါလေးကတော့မိုက်တယ်ပေါ့နော်ခုနအမြင်လိုက်တဲ့အတိုင်း Volvo ရဲ့ဒီ ES90 ကတော်တော်ကြီးကို Premier Sun နဲ့ Sedan ပဲပြောမလား Sportback ပဲပြောမလား Hatchback ပဲပြောမလား Liveback ပဲပြောမလားပေါ့နော် ဘယ်လိုပဲပြောပါဦးဒီကောင်ကြီးကတော်တော်ကြီးကိုပရီမီယာဆန်တယ်လို့ခံစားရတယ်။ဒီကောင်က Mercedes ရဲ့ EQE တို့ BMW i5 တို့ကိုရှင်ပြီး fight လာမဲ့ကားမျိုးတော်တော်ကြီးကိုပရီမီယာဆန်ဆန်လုတ်ပေးထားရယ်ပေါ့နော်။ဒီကဒီ BMW ထက်တောင်နည်းနည်းလေး BMW i5 ထက်တောင်နည်းနည်းလေးပိုရှိတယ်လို့ပြောကြတယ်။ဒီကားမှာကသုံးပေးထားတဲ့ battery က103 kilowatt hour ရှိတဲ့ battery တောင်သုံးပေးထားရယ်ပေါ့နော်။ဒါကအကြီးပါ။ဒီထက်သေးတဲ့ battery အသေးလေးရှိအောင်မယ်။ ောက်ကျဒီကားမှာက800ရပို့ architecture ကိုသုံးပေးထားတယ်အလုံးဝကိုအဲဂီလီရဲ့ support ဖြစ်ဖို့များတယ်အဲတော့ range ကြီးကလည်းတော်တော်ကြီးကိုမိုက်သွားတယ်ဗောနော် range ကဒီ102 kilowatt hour ရှိတဲ့ battery နဲ့ဆိုရင်သူက range က435 mile kilometer နည်းနဲ့ဆိုရင်တော့900လောက်သွားနိုင်မယ်ဗောနော်ဒါကတော်တော်ကြီးကို မိုက်တယ်လို့ပြောလို့ရပါဘောနော်နောက်တစ်ခုကဒီကောင်ကအသေးပေါ့နော်88 kWh ရှိတဲ့ battery နဲ့ဆိုရင်ဒီကောင်ကမိုင်က400မိုင်လောက်ထိသွားနိုင်တဲ့အတွက်အရင်ကြီးတော့မကွာဘူးတော်တော်ကြီး range ကောင်းတယ်လို့ပြောလို့ရတဲ့အထက်မှာပါတယ်နောက်ဒီကောင်က dual motor DES90 မှာက fast charging စနစ်လည်းပါတယ်အဲ350 kWh ထိအောင်လက်ခံနိုင်တယ်ဆိုတဲ့အတွက်တော်တော်ကြီးကောင်းတယ်လို့ပြောလို့ရပါဘောနော်နောက်70အသွင်ရုံနဲ့မိုင်186မိုင်ထိသွားလို့ရရဲဆိုတဲ့အတွက် အချိန်အရင်ကြီးဆောင်ကြရမဆောင်ရင်လည်းတော်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 လေးအဆင်ပြေလို့ပြောလို့ရတယ်ဒီကားကဂျူရယ်မော်တာနဲ့လည်းလာမယ်စင်ကာမော်တာနဲ့လည်းလာမယ်စင်ကာမော်တာမှာဆိုရင် horse power က328 hp လောက်ထိထွက်တယ်ပေါ့နော်0 to 100 km ကို6.9 second နဲ့ရောင်းမယ်ဂျူရယ်မော်တာအတွက်က horse power နှစ်မျိုးရှိမယ်အဲ top trim performance မှာက horse power 681 hp ထွက်ပြီးတော့0 to 100 km ကိုသူက4.4 second နဲ့ရောင်းမယ်ဆိုတော့ ဟောဒီ acceleration ညမိုက်တယ်ဗောနော်နောက်တစ်ခုက443 hp ရှိတဲ့ dual motor ကောင်းဗောနော်သူကကျတော့0 to 100ကို5.5 second ဆိုတဲ့အတွက်အရင်ကတော့မကွာဘူးဗောနော်ဘာဖြစ်ဖြစ်ဒီကောင်တွေရဲ့ acceleration နဲ့ performance တွေကတော့တော်တော်လေးကောင်းတဲ့ထင်ပါပါတယ် adrenaline အပြည့်စင်လဲမိုက်တယ်အပြည့်မဲ့ရုပ်ထွက်ကြည့်လဲမိုက်တယ်ဗောနော်အဲ့တော့ဈေးနှုန်းကတော့အခုလောလောဆယ်မှာဒီ Volvo ကပြောထားတာမရှိသေးဘူးမကြခင်တော့သူတို့ အဲဒီဈေးနှုန်းတွေရဲ့တခြားအချက်လက်အကြောင်းအရာတွေထပ်ပြီးထုတ်ပြန်သွားဖို့ရှိမယ်အဲ့တော့မိတ်ဆွေတို့ရဲ့အမြင်အရဘယ်လိုလဲဒီ Ford ရဲ့ ES90 ပေါ့အမြင်လေးကိုကျွန်တော်ရဲ့ comment box မှာရေးပြသွားကြပါအောင်ကျွန်တော်အနေနဲ့တော့ဒီ Ford ES90 ကိုသဘောကျတယ်အရုပ်ထပ်ပိုင်းရောအတွင်းငယ်အပြည့်စင်လေးတော့နောက် range ကလည်းလုံးဝကိုအဲစိတ်ပူစရာမလိုတဲ့ range ပေါ့နော်စိတ်ပူစရာမလိုတဲ့ range တဲမှာရှိတယ်ဈေးနှုန်းကတော့တော်တော်လေးကောင်းတဲ့ကောင်းမဲ့ထင်မှာပါမယ်လို့ထင်တယ် အဲ့တော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ video လေးကို channel တက်လဲဆိုရင်တော့ like လုပ်ပေးကြပါကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ပေးတော့အားလုံးကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့မယ်နော်